Housing and Real Estate 2060 Expo ပြောင်းဝဲကိုလာမယ့်မတ်လ16ရက်နေ့ကနေ21ရက်နေ့အထိရန်ကုန်မြို့တက်မတော်ခန်းမမှာကြီးကျယ်ခမ်းနားစွာကျင်းပသွားမှာပါ Vision must be direct aligned and inspired actions No you are you ရှိရမယ်လို့ဆရာတို့ပြောတယ် We have to have a vision You are you မရှိရင်မရဘူးအဲ့ဒီခါကျတော့ဆရာတို့အနေနဲ့ vision မရှိရင် nothing happens လာမယ့်အစိုးရတဲ့လက်ထက်မှာ စီးပွားရေးလုပ်ငန်းရှင်တွေပြောင်းလဲလာတဲ့အခြေအနေတွေပေါ်လိုက်ရောညီထွေနေတတ်ဖို့လုပ်ငန်းခွင်မှာအလုပ်လုပ်ဖို့တက်ဆိုင်တဲ့ဘာသာရပ်တွေကိုပြန်အသုံးချတတ်ဖို့လုပ်ငန်းရှင်တွေအနေနဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဝန်ထမ်းတွေကိုအရေးအသွေးတိုးမြှင့်ပေးဖို့စတဲ့အကြောင်းအရာတွေကိုဟောပြောခဲ့ကြပါတယ်။ရေတိုစီမံကိန်းတွေပဲထားတတ်ကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လာမယ့်အစိုးရတဲ့လက်ထက်မှာရေရှည်စီမံကိန်းတွေထားပြီးရှေ့ဆက်ဖို့လိုအပ်နေပြီလို့ဥအောင်ချစ်ခင်ကပြောပါတယ်။ တူးချင်းစီရဲ့အပြောင်းလဲတွေကနေကုမ္ပဏီလိုက်ပြောင်းလဲမှုမျိုးသွားတဲ့မီတနိုင်ငံလုံးပြောင်းလဲရမယ့်အခြေအနေမှာဥဆောင်သူတွေရဲ့အခန်းကဏ္ဍကအရေးကြီးတယ်လို့သူကဆိုပါတယ် များသောအားဖြင့်ကတော့ကျွန်တော်တို့ရေတို့ပို့ပြီးတော့အာယုံဆိုင်ကြတယ်ရေရှည်ကိုတိတ်ပြီးတော့မစင်းသားပြကြဘူးဆိုတော့တဖြည်းဖြည်းတော့လူဒီပြည်တွင်းလုပ်ငန်းရှင်တွေလည်းဟလာရေရှည်ကိုစင်းသားမယ်9နှစ်စာ10နှစ်စာစသည်အားဖြင့်စင်းသားပြီးတော့မှကိုဘယ်လိုရည်တည်ကြမလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ကိုနဲ့ဈေးကွက်နဲ့ချိတ်ဆက်စသည်အားဖြင့်အဲ့ဒါတွေကိုစင်းသားရတော့မယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ပြောင်းလဲမှုဆိုတာတနိုင်ငံလုံးပြောင်းအောင်ပါပဲလေနော်အားလုံးပြောင်းတင်တဲ့ဟာကိုကျွန်တော်တို့ဝိုင်းလုံးရမယ့်ကိစ္စဖြစ်တဲ့အတွက်ဟလာဆိုတော့ကိုအခန်းကဏ္ဍဘာဖြစ်မလဲပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်စဉ်းစားထားဖို့လိုပါတယ်ဟလာ ာဆိုတော့ဟိုသူများပြောင်းလဲလာပြီးရတဲ့အကျိုးကျေးဇူးထက်လေကိုကိုရိုင်းကဥဆောင်ပြီးပြောင်းသွားမယ်ဟာလည်းရှိပါတယ်ဟုတ်ဟုတ် စီးပွားရေးကဏ္ဍတိုးတက်ဖို့အတွက် လူအဖွဲ့အစည်းလုပ်ငန်းရှင်တွေနဲ့ဝန်ထမ်းတွေရဲ့ခံယူချက်နဲ့အတွေးခေါ်တွေကိုပြောင်းလဲဖို့လိုတယ်လို့စီးပွားရေးပညာရှင်ဒေါက်တာအောင်ထွန်းသက်ကဆွေးနွေးဟောပြောခဲ့ပါတယ်ရှရုနိုင်ငံလူအဖွဲ့အစည်းအနည်းနဲ့နော်ဒီအခင်းချင်း နိုင်ခင်းချင်းပြောင်းနေအဲ့တော့နိုင်ခင်းချင်းပြောင်းတာနဲ့အမျှ စီဝိုင်းခင်ကျင်နဲ့ပြောင်းပါလူမှုရေးခင်ကျင်နဲ့ပြောင်းပါကိုချိုရေးခင်ကျင်နဲ့ပြောင်းပါအဲ့ဒီကကြောက်တော့ခုနဆရာလုံငန်းဒီအနေနဲ့เนาะပုံတွေကဒီစီဝိုင်းလုံငန်းရှင်ဒီအနေနဲ့ပြောင်းလဲလာတဲ့နိုင်ငံချင်းနေနဲ့လိုင်းညွန်ညီထွေတဲ့ပုံစံတွေကျင့်သုံးဖို့လိုတယ်နောက်ပိုင်းမှာနိုင်ငံခြားယင်းနှိမ့်မြုံနယ်မှုတွေဝင်ရောက်လာမှာဖြစ်လို့အစိုးရအသစ်လက်ထက်မှာပြည်သူဝန်ထမ်းတွေအနေနဲ့ အစိုးရရန်ဒီယာနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မှုအတွက်ပွင့်လင်းမြင်သာမှုရှိဖို့နဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ဝန်ထမ်းတွေဖြစ်လာရင်ပြည်သူတွေအနေနဲ့အစိုးရနဲ့ထိတွေ့ရတဲ့လုပ်ငန်းတွေမှာ လွယ်ကူချုံးဝေသွားနိုင်မယ်လို့သူကဆိုပါတယ်။ဒီလူတယောက်နော်အစိုးရရန်ဒီယာနဲ့ထိတွေ့တဲ့အခါမှာကြုံရမယ့်အခက်အခဲအဟန့်တားတွေအားလုံးကိုဖြေလျှော့နိုင်လို့ရအောင်အဓိကဘာနဲ့ဆောင်လို့ဆိုရင် ကျတော့ပွင့်လင်းမြင်တာဖို့ရှိဖို့လိုတယ်နောက်တစ်ခါ accountability တာဝန်ယူမှုတာဝန်ခံမှုရှိရင်တော့ဒါတွေအားလုံးကတလူလွယ်ပါတယ်တာဝန်ရှိတဲ့လူတွေဥဆောင်တဲ့လူတွေကလည်းနမူနာပြမှရမယ်အဲ့ဒါဆိုရင်တော့ဆရာပြပါတယ်เนาะ